အားလုံးမင်္ဂလာပါဗျ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ကိုဖျက်ပြပြီးတော့မှာကတော့ဆ iam မင်းတကရေးတာထားတဲ့မနောမယကွန်ပျူတာဆိုတဲ့စာအုပ်လေးရဲ့ကနေတီးဆောင်ကလပဲဟင်းနဲ့ငရုတ်တီးစာတောင်းဆိုတာလေးကိုဖျက်ပြပြီးတော့မှာပဲဖြစ်ပါတယ် တနေ့တနင်္ဂနွေရုပ်ထံသို့ကျွန်တော်ဤမိတ်ဆွေကြီးကိုဗီတာဆိုသူရောက်ရှိလာလေ၏၎င်းကိုဗီတာကြီးသည်စိတ်ကောင်းကောင်းမနှံ့ရှာပြီးသို့တော်ခင်မေပွေရာကောင်း၏ကျိုးကိုတွေ့လင်တွေ့ခြင်း၎င်းက၎င်း၏ထုံးစံအတိုင်းဟိဖူအောင်ထုံးကမော်ဒီကနိုင်ဟုနှုတ်ဆက်လေ၏ကျွန်တော်က၎င်းအားကိုဗီတာကြီးတယောက်မလာရတော့ကြပြီနော်ဟုပြောလိုက်ရ၎င်းကဟုတ်ပါရဲ့ကွာ မင်းကငါတတိယနေလို့မလာဖြစ်တာကွာဟုကိုပီတာကြီးကပြောလေ။ထို့ကြောင့်ကျွန်တော်ကမဟုတ်သေးပါဘူးကိုပီတာကြီးရဲ့တတိယရင်လာရမှာပေါ့ဟုပြောလိုက်လေ။ကိုပီတာကြီးကတတိယနေရဆိုတော့မင်းဟာငါ့ရဲ့အာယုန်ထဲမှာရှိနေပြီလေကွာ။လာဖို့မလိုတော့ပါဘူး။ကကောင်တတိမရတဲ့အခါကျတော့အာယုန်ထဲမှာမင်းကမရှိတော့ဘူးလေကွာ။ရှုံးပါကွာဟုကျွန်တော်ကိုပြောလေ။ကဲပါကိုပီတာကြီးရဲ့ဒီနေ့မနက် ဘာဟင်းနဲ့စာမလဲဟုကျွန်တော်ကမေးလိုက်ရ။၎င်းကမင်းချက်တဲ့ဟင်းကအတော့ကိုမေးဖို့ကောင်းပါရဲ့ကွာ။ No go ဟုပြောလိုက်၏။ခေဒီယာမေး go လို့ပြောရမှာမဟုတ်လား။ဘာလို့ no go လို့ပြောရလဲဗျာဟုကျွန်တော်ကပြန်၍မေးလိုက်လိမ့်၏။ဒိုကာကွန်ပျူတာကြီးကမင်းနေရကောင်းတော့ငါအရန်စားလေကွာ။အဲ့တော့အစာမကြည့်ဘူးပေါ့။အဲ့ကြောင့်ငါအတွက် no go ဖြစ်သွားတာ။မင်းရဲ့ဟင်းကို no go လို့ပြောရမှာမဟုတ် နားရှင်းအောင်နားထောင်စမှာကွာလူတတော်များများဟာအတော်ခက်တယ်ကွာနားရှင်းအောင်နားထောင်တော့ဖို့ဟုပြောလေဟုတ်ပါမလားကိုပီတာကြီးရဲ့ဟုကျွန်တော်ကပြောလိုက်ရကိုပီတာကြီးကမနက်စစောမှာမိမတယောက်ဟာတောင်းကလေးကိုရွက်ပြီးပေးပြုံးလို့អော်ရဲကွာအဲ့တော့ခေါ်တဲ့လူကလည်းခေါ်ပြီးတော့ဝဲရဗျာတကယ်စဉ်းစားကြည့်သူអော်တာပေးပြုံးပဲရှိတယ်ရောင်းမယ်လို့မပေါဘူးလीကွာဟုပြောလိုက်ရကျွန်တော်မှရေရသေးတော့ဤ ကတိကတ္တတွေမဟုတ်တိုင်းမပြောစမ်းပါနဲ့ကိုပီတာကြီးရဲ့ဘိုင်းနဲ့စာမလဲပြောစမ်းပါဟုမေးလိုက်ရင် ကိုပီတာကြီးကကလပဲဟင်းကကောင်းချက်စမ်းပါငါလူရပြီးတော့ငရုတ်တီရှားတောင်းတိုးစရာရောမုံလာချင်းဘလောက်ဆိုရင်တော်ပြီကွာအစီအဲ့နေတိတ်ပြီးမလောက်စမ်းပါနဲ့ဟုပြောလေကျတော့လေကောင်းပါပြီဗျာဟုရှုက၎င်းအားကျွေးရအတွက်ကလပဲဟင်းတို့ကိုဇပလင်ထဲ၍မုတ်ဟင်းကဟင်းအနံ့ရအောင်ချက်လေ ထို့နောက်ငရုတ်တီစားတောင်းမောလာချင်ဘတ်တို့နှင့်တဲခင်ကျွေးမွေးလေ၏ကျွန်ုပ်သည် ကိုဗီဒာကြီးအားထမင်းကျွေးနေသည့်ကြားကပင်ရေဒီယာသမား၃ယောက်ကို ကိုရိုင်းထား၍လှုပ်ပေးရ၏။စောက်ကိစ္စအတွက်လာသောမိတ်ဆွေ၂ယောက်ကို စကားပြောရ၏။ကျွန်တော်၏ဝိတ္ထုကိုရုပ်ရှင်ရိုက်ရန်အတွက်လာရောက်ဝယ်ယူသော ရုပ်ရှင်သမား၃ယောက်ကို စကားပြောရ၏။ထိုချိန်၌ပတ်စံချီရန်ရောက်လာသော မိတ်ဆွေတူဟာမချင်းနိုင်ကြောင်းကျွန်ုပ်နိုင်လည်းမရှိကြောင်းစီကာပတ်ကုံရှင်ပြရလေ၏ထို့နောက်ခြံတွင်းရှိအရိဒံရွေပေရီမီရသော Google အားတန့်ရှင်လုံးရ၏လောဘန်ခေါ်အမွေးနံများမီရှူ၍ထဲရ၏ကျွန်ုပ်ကိုကြည်၍ကိုပီတာကြီးကမောင်ကြီးဟာလည်းမနာရပါလားမောင်ကြီးဟူကြည်ရတာအရက်မူတမတိုင်းကွက်နေနေတယ်လို့ပဲမျက်စိနောက်ဖို့အတော်ကောင်းနေဟုပြောလေ၏ထို့ကြောင့်ကျွန်ုပ်က ကိုပီတာကြီးရဲ့ဒီလောက်တွေကျွန်တော်မလုပ်ဘယ်သူလုပ်မတော့ပြာဟုတ်ပြောလိုက်ရ။၎င်းကပြုံရဲ့ကိုရင်မမွေးခင်ကိုရင်လူလောကရဲ့မရောက်ခင်ကဘသူတွေလောက်တလဲစဉ်းစားကြည့်လေဟုကျွန်တော်အပြန်၍မေးလေ။တူချင်းနိုင်မှာပဲ။ဆောင်းမွေးဖြီသည့်ကလေးများရေရီယာချီရန်အုပ်စုလိုက်ရောက်လာတော့ကြောင့် ျွန်တော်ဒီ၎င်းတို့ထံသို့ပြေး၍အားပေးစကားပြောခြင်းရတရားလည်းချီစာချက်ရန်လည်းလိုကြောင်းလေးလေးလက်နက်ပြောပြရလေ၏ထို့သို့ပြောပြရာတွင်ကလေးများအနှမတယောက်သောကလေးကအဘရဲ့ကျွန်တော်တို့ကစာချက်ပေးပါယအောင်ဖို့လည်းတေးကြပါရဲ့လိုရမရဆိုပြီးအပါစီလာပြီးရတရားချီတာပါဟုပြန်၍ပြောလေ၏ ထိုချိန်၌ကျွန်တော်၏မိတ်ဆွေကြီးကိုပီတာကြီးသည်ထမင်းစားပြီး၍လက်စည်းကလက်တုံနေပြီဖြစ်၏။ထို့နောက်တိုင်တွင်ချိန်ထားသောဖီချံငပြောသည့်ကိုယူ၍စားလေ၏။ပြီးလျင်ကျွန်တော်စီသူလျှောက်လာကကျွန်တော်အားနည်းနည်းလေးနားထောင်စမှာပြောစရာရှိလို့ဟုဆိုသဖြင့်ကျွန်ုပ်ကပြောပါကိုပီတာကြီးရဲ့နားထောင်ပါရဲ့ဟုကျွန်ုပ်ကပြောလိုက်ရာ၎င်းကတခါကအလက်ဇန်းဒါသဂရိတ်လို့ခေါ်တဲ့စစ်သူကြီး စစ်တွေရဲ့ကောင်းတူရှိခဲ့ပို့တဲ့။ဒီနေ့မှသူဟာမြစ်စိတ်တစ်ခုကိုလမ်းလျှောက်ရင်းမြစ်ကန်တဖို့တဲပင်ပေါ်မှာအဝိအစာဗလာချင်းတုံးလုံးလှဲ့အိတ်မြီပြီးနေစာလှုံနေတဲ့တိုင်ဝချင်းဆိုတဲ့တရောင်စာတအုပ်ကိုမြင်တွေ့ရတယ်။အဲဒီစစ်တွေကောင်းကြီးကလည်းအဲဒီတရောင်စာတိုင်ဝချင်းကိုတိပါတယ်။အဲဒီတိုင်ဝချင်းဟာကိုလုံးကိုပေါအလွန်လှတယ်။မျက်လုံးကမျက်နာလည်းဥပဒေရောက်ကောင်းတယ်။အဲဒီတော့အလက်ဇန်းဒါဒဂရစ်က ။အိုးဆရာသမားကျုပ်ပါများခမားအတွက်လုပ်ပေးရမယ်လို့ရည်တက်တဲ့စကားမျိုးနဲ့မေးလိုက်တယ်။အဲဒီခါမှာဒိုင်အိုဂျင်ကအလက်ဇန္ဒားသက်ဂရိရယ်လို့ကိုပြောချင်တာကတော့ဘာမှလုပ်မပေးပါနဲ့။ဒီနာကနည်းနည်းဖယ်ပေးစမ်းပါ။နေစာလှုံနေတာအရိပ်ကွယ်လို့ပါ။ဒီပြေဘာမှလုပ်ပေးရှာမလို့ပါဘူးလို့ပြန်ပြောလိုက်တယ်။အဲရောအလက်ဇန္ဒားတက်ဂရစ်ကနေရိပ်မကွယ်အောင်နေရာဖယ်ပေးလိုက်တယ်။အဲဒီခါမှာဒိုင်ဟိုဂျင်က တလောရုံးကတက်တွေပြင်းနေအောင်ကြုံတွေ့ရရဲ့အဲ့ဒါဘာလို့မလို့လဲလို့မေးလိုက်တယ်။အဲ့တော့အလက်ဇန်းဒါသက်ဂရစ်ကတရားမို့ပါအောင်တိုင်အောင်ချင်းအိန္ဒိယကိုတိုင်မလို့အိန္ဒိယကိုတိုင်လို့နိုင်ပြီဆိုရင်ကမ္ဘာတစ်ခုလုံးနိုင်တာနဲ့အတူတူပဲလို့ပြန်ပြီးပြောလိုက်တယ်။အဲ့ဒီခါမှာတိုင်အောင်ချင်းကအိန္ဒိယကိုနိုင်ပေးထားပါတော့ဘာလို့အောင်မလဲလို့အလက်ဇန်းဒါသက်ဂရစ်ကိုမေးလိုက်တယ်။အဲ့ဒီခါမှာအလက်ဇန်းဒါသက်ဂရစ်ကအိန္ဒိယကိုအောင်နိုင်ပြီးရင်တော့ကျုပ်အနာယူရမှာပေါ့လို့ပြန်ပြီးဖြေလိုက်တယ်။ အဲ့ဒီခါမှာတိုင်ဝချင်းကဟာဟာပြပတ်ရှိရယ်ခမရအယူပဲအနိုင်ဝိုကိစ္စမှာအိန္ဒိယအောင်နိုင်ဖို့ဆိုရအကြောင်းမပေါဘူးဘာလို့မဆိုအနိုင်ဝင်ရှိရယ်အိန္ဒိယကိုအောင်နိုင်မှအနိုင်ယူကအနိုင်ယူရမယ်လို့ခမရကိုဘလို့ဆရာသမားမျိုးကတင်ပေးလို့လဲဗျာဒီမှာကြည့်စမ်းခုကျုပ်အနိုင်ယူနေပြီအိန္ဒိယကိုလည်းမအောင်နိုင်ပါဘူးဗျာလွတ်လွတ်လပ်လပ်အနိုင်ယူခွင့်ကျုပ်မှရှိနေပြီ ခမရနားမယ်အချိန်ကဒီချိန်ပဲအိန္ဒိယကိုအောင်းနိုင်ပြီးမှနားရမယ်ဆိုရင်တော့ခမရနားမှာမဟုတ်အိန္ဒိယကိုအောင်းနိုင်ပြီးလဲတခြားအောင်းနိုင်ရှာတွေကိုခမရလောက်ရအောင်မယ်ဘရောမှာနားရမယ်လူစားမျိုးမဟုတ်ဘူးတင်လဲအိမ်မှာတေးရမယ်လူစားမျိုးမဟုတ်ဘူးအဲ့လိုပဲစစ်ချင်လမ်းမှာတေးရမှာပဲလို့ပပယ်နေနေကြီးပြောချလိုက်တယ်ခမရလောက်ရအလုပ်တွေမပြီးခင်မှာပဲခမရတေးမှာကျုပ်ပြောတာမယုံရင်စောင့်ကြည့်လို့တာယောချင်းကဆက်ပြီးပြောလိုက်တယ် အဲယိုအလက်ဇန္ဒားတက်ဂရီကတာဝန်ကျင်ပြောတာကြုံမှတ်ထားပါမယ်။ဒီလိုပြောပြရတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်။ဒါပေမဲ့ခုတော့အိန္ဒိယကိုအောင်းနိုင်ဖို့တားရအောင်ပဲပြောလို့ပြောပြီးထွက်သွားတယ်။အမှန်တကယ်ပဲအလက်ဇန္ဒားတက်ဂရီကလမ်းမှာဆုံးသွားတယ်။အင်ကိုပြင်မြောက်တော့အလက်ဇန္ဒားတက်ဂရီတည်ဆုံးတဲ့နေ့မှာပဲတာဝန်ကျင်လည်းတည်ဆုံးသွားပါတယ်။သူတို့တို့ကတည်လွန်ပြီးရဲ့နောက်ပိုင်းတမလွန်ဘဝမှာပြန်ပြီးတွေ့ကြတယ်။အဲဒီခါမှာအလက်ဇန္ဒားတက်ဂရီကရှက်ကိုရှက်ကန်းတယ်။ဟော် စိတ်တူရဲကောင်းတဲ့တသောစာတအူပြန်ပြီးစုံကြပြန်ပြီဒီလိုမဟုတ်ရင်လည်း a group ဘရင်တအူနဲ့တသောစာတအူပြန်ပြီးစုံကြပြန်ပြီပေါ့လို့ပြောလိုက်တယ်အဲဒီခံဝါတိုင်းဟိုချင်းကပြန်ပြီးစုံတာရောမှန်တယ်ဗျဒါပေမဲ့ခမရဲ့တွေးချင်ချက်တည်းကလွဲနေတယ်ခမရနဲ့ကျုံတဲ့နှစ်ယောက်ဟာဘသူဟာတသောစာဘသူဟာ a group ဖြစ်တယ်ဆိုတာခမရတတဲကွက်ကွက်သဘောပေါက်ပုံမရဘူးကျုပ်ဟာလွတ်လပ်တယ်ပြီးတော့ကျုပ်ဘဝကိုကျုပ်ကျင်တတ်တယ် အပြေးဝအသက်ရှင်နေခမရကဒီလိုမဟုတ်ဘူးအောင်နိုင်မှုတွေအတွက်ကြိုးစားရင်ခမရဘွားကိုခမရမကျင်တဲ့ဘူးအဲ့တော့ခမရဟာအစဉ်တစ်ဖြစ်လိုအပ်မှုတွေနဲ့ပြည့်ရှင်နေတယ်ကျုပ်ဟာဘာမှမလိုအပ်ဘူးဒါကြောင့်ကျုပ်ဟာသရောင်းစားမဖြစ်နိုင်ဘူးဖြစ်ချင်းဖြစ်ဟဲဟဲမပြောတော့ပါဘူးလေဟုပြန်ပြီးပြောလိုက်တယ်ကိုဗီတာကြီးတီတူဤပုံမြင်ကိုရက်လိုက်သည်ထို့နောက်ကျွန်တော်၏မျက်နှာကိုဆင်းဆင်းကြည့်ကား ကိုပြောချင်တဲ့အလက်ဇန်ဒါသက်ဂရီနဲ့တရောင်းစားတယောက်အကြောင်းပုံမြင်ကဒီမှာပြီးတော့ပါပြီ။ဖိုးအောင်ထုံစစားကြည့်တယ်။ဖိုးအောင်ထုံကကိုယ်စိတ်မနှဲ့တဲ့လူအယူတယောက်လို့ထင်တယ်။ဒါပေမဲ့ပီတာဆိုတဲ့လူကြီးဟာစားတယ်၊တောက်တယ်၊အေးစီစီအနားယူတယ်။ကိုဘွားကိုကိုပိုင်နေအနားယူဝင်နေလဲကို့မှာရှိရဲ့။ဖိုးအောင်ထုံကဒီလိုမဟုတ်ကို့လိုအနားယူဝင်နေလဲမရှိဘူး။အလုပ်တွေပြီးမှနားရမယ်လို့ထင်နေတယ်။ဝိတုတွေရေးပြီးမှနားရမယ်လို့ ဘလို့ဆရာသမားမျိုးကတင်ကြားထားပါတလေရေရာကိစ္စတွေပြီးမှနားရမယ်လို့ဘသူကများပြောထားလို့တော့ယူလာကြည်လာငါလိုရဟုဆိုကကျွန်တို့ဤကြောကုန်ကိုဘုံကနေပုတ်၍ပျော်ရွှင်မြူးထူးစွာထွက်သွားလေတော့တည်ဆုံးဒီ user နားဆင်ပေးခဲ့တဲ့အားလုံးကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်။အားလုံးဝမ်းချမ်းမပေးခင်ကြပါစေ။ ဆက်ဆိုင်ရကူဆိုင်ပြီးကျွန်တော်ဗီဒီယိုရဲ့အောင်မြင်မှုတွေကိုအကျဉ်းချုပ်ရအောင်ကြမယ်နော်အားလုံးပဲဖိုက်တင်ပါ